ခုတလောလူကြိုက်များနေတဲ့ကိုရီးယားဟင်းချက် TV ဇာလန်တွဲလေးကိုကြည့်ပြီးတော့ကိုရီးယားထမင်းတုပ်လိုက်လုံစားခြင်းတွေရှိတာမသိဘူး။အားလုံးပဲမင်္ဂလာပါ။ Flow Vine ကျောင်းဝါ Channel နဲ့ညွှန်ဆိုလိုက်ပါရစေ။ဒီနေ့လုပ်ပြမယ့်ကိုရီးယားထမင်းတုပ်လေးကတော့ရိုးရှင်းရှင်းနဲ့အလွယ်တကူရနိုင်တဲ့ပေါင်ရင်ပစ္စည်းတွေကိုပဲတုံးပြီးတော့လုပ်ပြမှာဖြစ်တဲ့အတွက်ကိုရီးယားထမင်းတုပ်ကြိုက်တယ်ဆိုရင်တော့ဒီဗီဒီယိုလေးကိုဆုံးထိဆက်ပြီးတော့ကြည့်ပေးကြပါဦးခင်ဗျာ။ ထမင်းသုံးလုပ်ဖို့အတွက်ပထမဆုံးထမင်းကိုတည်ပါမယ်။ဆန်ကတော့ရှမ်းဆန်ကိုအသုံးပြုပါမယ်။ရှမ်းဆန်ဆန်ချင်ခွက်နဲ့၃ခွက်ကိုပုံမှန်ထမင်းကိုတည်နေကြတဲ့အတိုင်းပဲဆန်စည်းပြီးတော့ရေ၃လုံးခွဲထည့်ပြီးတော့တည်ထားလိုက်ပါမယ်။ဆန်အတွက်ရေချင်ကတော့ဆန်တစ်မျိုးနဲ့တစ်မျိုးအနည်းငယ်ကွာနိုင်တဲ့အတွက်ဆန်ဒုတ်ပေါ်မှာပါတဲ့အညွန်းဒါမှမဟုတ်ရင်ကိုချက်နေကြရေချင်အတိုင်းချက်လို့ရပါတယ်။ဒီနေရာမှာရှမ်းဆန်မရှိလို့ရှိရင်အိမ်မှာကိုချက်နေကြဆန်ကိုပဲအသုံးပြုနိုင်ပါတယ်။ဒါပေမဲ့ရှမ်းဆန်ကတော့ပို့ပြီးတော့စီးတဲ့အတွက်ထမင်းတုပ်လုပ်တဲ့အခါမှာပို့ပြီးတော့စားလို့ကောင်းပါတယ်။ သမင်းတည့်ပြီးသွားပြီဆိုရင်တော့ရှီတာကီမှိုလို့ခေါ်တဲ့မှိုမဲ6ပွင့်လောက်ကိုရည်စိန်ထားလိုက်ပါမယ်။သမင်းတို့အတွက်အသားကတော့ဝက်သားကိုအသုံးပြုပါမယ်။ပထမဆုံးဝက်သားကိုရည်စိန်လိုက်ပါမယ်။ရည်စိန်ပြီးသွားရင်အတုံးသေးသေးလေးတုံးထားလိုက်ပါမယ်။တုံးလေးတုံးပြီးသွားပြီဆိုရင်တော့အရသာနေပါမယ်။တကြားနှစ်စွန်းထည့်ပါမယ်။စားတစ်စွန်းထည့်ပါမယ်။ ပင်ငယ်ပြားရဲ့အကြီးကိုတော့ထမင်းစားစုံနဲ့ဒဇွန်းစာလောက်ထည့်ပါမယ်။ပင်ငယ်ပြားရဲ့အနောက်ကတော့ထမင်းစားစုံနဲ့ဇွန်းတဝက်စာလောက်ပဲထည့်ပါမယ်။ပြီးရင်တော့အကုန်လုံးကိုတေချာလေးနှက်အောင်နေပြီးတော့နာယူဝက်လောက်အရသာနှက်ထားပါမယ်။အရသာနှက်ထားလို့ပါပဲ။တခြားလိုအပ်တဲ့အဟင်းဒီဟင်းရွက်တွေကိုပြင်ဆင်ထားပါမယ်။ပဲပင်ပေါက်ကိုရေဆေးပြီးတော့ရေစစ်ထားလိုက်ပါမယ်။ မုံလောင်းညိုအခွန်ချစ်ရေးဆေးပြီးတော့ပါပါလေးလှီထားပါမယ်။ကဲလို့အိမ်မှာချစ်တဲ့ဂျင်းရှိတယ်ဆိုရင်လည်းဂျင်းနဲ့တိုက်ထားလိုက်လို့ရပါတယ်။တခွားသေးကိုလည်းရေးဆေးပြီးတော့မုံလောင်းညိုလိုပဲပါပါလှီထားပါမယ်။ဟင်းနုနွေရွက်ကိုတော့ချွေပြီးတော့ရေးနဲ့နှစ်ထပ်သုံးထပ်လောက်ဆေးပြီးတော့ရေးစစ်ထားပါမယ်။ ဘူးပဲပင်ပေါင်းနဲ့ဟင်းနုနယ်ရွက်ကိုပြုတ်ဖို့အတွက်ရင်းနှီးကိုတည်ပါမယ်။ရင်းနှီးစုလာပြီဆိုရင်တော့ရင်းနှီးတွေကိုစားနှစ်စွန်းထည့်ပါမယ်။စီနေငယ်ထည့်ပါမယ်။အခုလိုမျိုးလှုပ်လိုက်တဲ့အတွက်အသီးရွက်တွေကပြုတ်ပြီးသွားတဲ့အခါမှာချက်ချင်းနှွမ်းမသွားပဲနဲ့အချိန်ကြာကြာလက်ဆက်နေစီမှာပဲဖြစ်ပါလိမ့်။ပြီးသွားရင်ပဲပင်ပေါင်းကိုထည့်ပြီးတော့10မိနစ်လောက်ရင်းနှီးဖြောလိုက်ပါမယ်။ဒီနေ့ဖြောပြီးသွားပြီဆိုရင်တော့ရေအေးနဲ့ပြန်ဆေးလိုက်ပြီးတော့ရေစစ်ထားပါမယ်။ ပြီးရင်ဟင်းနုနဲ့ရက်ကိုလည်းထည့်ပြီးတော့10မိနစ်လောက်ရင်းနှီးဖြောပေးပါမယ်10မိနစ်လောက်ရင်းနှီးဖြောပြီးသွားပြီဆိုရင်တော့ရေသွန်ပြီးတော့ရေအင်းနဲ့ပြင်ဆင်လိုက်ပါမယ်ပြီးသွားရင်တော့ရေစစ်ထားလိုက်ပါမယ်အခုမှုမဲရေစိမ်ထားရလဲပွားသွားပြီဆိုတော့ရေသွန်လိုက်ပြီးတော့ရေကြည်သွားတဲ့အထိနောက်ထပ်၂ရေ၃ရေလောက်ထပ်ဆေးပေးလိုက်ပါမယ်။ပြီးသွားရင်မှုမဲကိုအနေတော်လေးလှီထားလိုက်ပါမယ်။ ဝတ်သားကျော်ဖို့အတွက်ကဂျင်းရဲ့ကျန်းသူမျိုးဦးကြီးတဝက်လောက်ရေကိုရောပြီးတော့ထောင်းထားပါမယ်။ထောင်းမိသွားပြီဆိုရင်တော့ဝတ်သားကျော်ဖို့အတွက်အရင်ဆုံးအိုးရဲကိုစီနင်းနေထည့်ပြီးတော့ကျန်းသူမျိုးနဲ့ဂျင်းကိုစီတက်လိုက်ပါမယ်။ကျက်သွင်ပြီးတော့ဂျင်းရောကျွတ်ပြီးတော့အနယ်လေးမှွေးလာတဲ့အထိစီတက်ပြီးသွားပြီဆိုရင်တော့အရသာနှက်ထားတဲ့ဝတ်သားကိုထည့်ပြီးတော့ကျော်ပါမယ်။ဝတ်သားအပေါ်ချောလေးတင်းလာတဲ့အထိခံမှန်း3မိနစ်ကနေ9မိနစ်လောက်ဦးထဲမှာမှွေးပြီးတော့ကျော်ပြီးပါမယ်။ ဝက်သားကလည်းကြော်နေနေစီထွက်လာနိုင်တာမို့လို့စီအများကြီးထည့်ပြီးတော့မကြိုးတာဖြစ်ပါတယ်ခံမဲ၄မိနစ်၅မိနစ်လောက်ကြော်ပြီးလို့ဝက်အပေါ်ကြောလေးလည်းတင်းလာပြီးစီပေါက်တန်လေးလည်းကြားလာပြီးဆိုရင်တော့ဝက်သားကျက်ပါပြီကျက်သွားပြီဆိုရင်တော့ဝက်သားကိုအိုးထဲကနေခတ်ပြီးတော့ဖိထားလိုက်ပါမယ်အဲ့ဒီအိုးနဲ့ပဲဂျန်နဲ့အသီးရွက်တွေဆက်ကြော်ပါမယ် ိုးတဲ့ကိုစီထည့်ပြီးတော့အပူပေးလိုက်ပါမယ်။စီပူလာပြီဆိုရင်မုံလောင်းနီကိုထည့်ပြီးတော့အနေငယ်နှွမ်းသွားတဲ့အထိကြော်ပေးပါမယ်။ကြော်တဲ့အခါမှာစားလိအနေငယ်ထည့်ကြော်ပါမယ်။မုံလောင်းနီကအစတည်းကတော့အစိမ်းစားလို့ရတဲ့အသီးနှံဖြစ်တဲ့အတွက်အကြာကြီးမကြော်တော့ပါဘူး။အနေငယ်ပျော့ပြီးတော့နှွမ်းသွားတဲ့အထိ2မိနစ်လောက်ကြော်ပြီးရပါပြီ။ကြာဝိုင်းဆိုတော့မုံလောင်းနီကိုလည်းခတ်ပြီးတော့ဖယ်ထားလိုက်ပါမယ်။အခုကတော့အတုပ်ဘန်းပုံစံလေးလုံမှဖြစ်တဲ့အတွက်ကြော်ပြီးသားတွေကိုဘန်းတွေကိုပဲသွားသွားပြီးတော့ဖယ်ထားပါမယ်။အခုသခွားသီးကိုကြော်ပါမယ်။ ။သခွားသီးကိုလည်းမုံလောင်းနီလိုပဲစားထည့်ပြီးတော့10မိနစ်10မိနစ်ခွဲလောက်ပဲကြောပါမယ်။ခွားသီးလေးတွေငဲငဲပျော့သွားပြီဆိုရင်တော့မီးပိတ်ပြီးတော့ဘန်းလေးကိုပဲခတ်ထည့်ထားလိုက်ပါမယ်။ဆော့ဆော့ကရင်းနှွေးဖြောပြီးတော့ရေစစ်ထားတဲ့ဟင်းနှွေရွက်တို့ပဲပင်ပေါက်တို့ကိုလည်းဘန်းလေးကိုထည့်ထားလိုက်ပါမယ်။အခုနောက်ဆုံးကြံတဲ့ရှီတာကီမိုမဲကိုကြော်ပါမယ်။မိုမဲကြော်တဲ့အခါမှာလည်းစားလီအင်းငယ်ထည့်ပြီးတော့ကြော်ပါမယ်။ မှုမဲကတော့အပေါ်ကြောလေးတင်းသွားတဲ့အထိကြောပြရပါမယ်။ခံမဲ3မိနစ်လောက်ကြောပြရင်တော့ရပါပြီ။ခုလိုမျိုးအပေါ်ကြောလေးတင်းသွားတဲ့အထိကြောပြီးသွားပြီဆိုရင်တော့သူ့ကိုလည်းဘန်းနေကိုထည့်ထားလိုက်ပါမယ်။ဒါဆိုရင်တော့အတုပ်အတွက်လိုအပ်တဲ့ပါရင်ပစ္စည်းတွေအကုန်လုံးပြင်ဆင်လုပ်ပြပါပြီ။အခုအတုပ်ထဲကိုထည့်ဖို့အတွက်ကြက်ဥကြောပါမယ်။ဒီနေရာမှာကြက်ဥကိုကြောပြီးမှထည့်လေးရတယ်လို့အစိမ့်လိုက်ဖောက်ထည့်ကြရလိမ့်ရှိပါတယ်။ကျွန်တော်တို့ကတော့အနေငယ်ကြက်သွားအောင်လို့ကြော်ပြီးမှထည့်ပါမယ်။ ကျဲဥကြော်တဲ့အခါမှာတော့အနှစ်ကိုကြည့်အောင်မကြော်ပါဘူးအကာကိုပဲအနည်းငယ်ကြက်သွားတဲ့အထိကြော်လိုက်ပါမယ်အခုနောက်ဆုံးပြင်ဆင်ဖို့ကြံတဲ့တမင်ကတော့ sauce ဖြော်တာပဲဖြစ်ပါတယ် sauce ဖြော်ဖို့အတွက်ကိုရီးယားငရုတ်သီးအနှစ်ကိုထမင်းစားစွန်းနဲ့သုံးစွန်းထည့်ပါမယ်ပဲငပြားရဲ့အကြီးကိုထမင်းစားစွန်းနဲ့နှစ်စွန်းထည့်ပါမယ်စီမွေးကိုတော့ထမင်းစားစွန်းနဲ့တစွန်းထည့်ပါမယ်တကြားတော့လက်ဖက်စုံနဲ့၃စုံလောက်ထည့်ပါမယ်ခြူရာကြရင်ပို့ထည့်လို့ရပါတယ်ပြီးရင်တော့ရေနွေးကိုထမင်းစားစုံနဲ့၄စုံလောက်ထည့်ပြီးတော့အကုန်လုံးပျော်ပြီးတော့တမထောင်းလို့ဖြောထားလိုက်ပါမယ် ဒါဆိုရင်တော့ source ကရပြီပဲဖြစ်ပါတယ်။ပြင်ဆင်စရာရှိတယ်လေ။ကုန်ပြင်ဆင်ပြီးသွားပြီဆိုတော့အခုပွဲပြင်ပါမယ်။ပွဲကိုပုံစံနှမျိုးနဲ့ပြင်ပြပါမယ်။ပထမပုံစံကတော့ခွဲရဲ့အောက်ခြေကိုစီအနေငယ်အရင်တုပ်လိုက်ပါမယ်။ပြီးရင်တော့ထမင်းကိုကိုစားကျင်သလောက်အနေထားခွက်ထည့်ကိုခတ်ထည့်လိုက်ပါမယ်။ခတ်ထည့်ပြီးသွားပြီဆိုရင်တော့ခွက်ကိုမီးဖို့ပေါ်မှာအပူပေးလိုက်ပါမယ်။ဒီနေရာမှာတော့သုံးတဲ့ပကံကအပူခံနိုင်အောင်ကြောက်အိုးကိုအသုံးပြုတာဖြစ်ပါတယ်။အပူပေးထားရင်ခဏကြာတဲ့အခါမှာထမင်းကနေပေါက်တန်ပြီးစကြလာမှာဖြစ်ပါတယ်။ အဲ့လိုကြားပြီဆိုရင်တော့ထမင်းတည်ထားတဲ့ပုံကိုမြို့ဝန်ကြီးချလိုက်ပါမယ်။ပြီးသွားရင်ဆော့ဆော့ကပြင်ဆင်ထားတဲ့အစာပလာတွေကိုတစ်ခုစီထည့်ပါမယ်။ဒီနေရာမှာတစ်ခုသတိထားမှာအိုးကအရန်ပူနေပါတယ်။ထင့်နေနဲ့မတော်တဆပူလောင်တတ်တာမို့လို့သတိထားဖို့လိုပါတယ်။ဘန်းထဲမှာရှိတဲ့ပောင်ရင်ပစ္စည်းတွေအကုန်လုံးထည့်ပြီးသွားပြီဆိုရင်တော့ပေါ်ကတည်းကကြောက်လေးတင်လိုက်ပါမယ်။ကြောက်အိုးကအရန်ပူနေတဲ့အတွက်ဒီနေရာမှာကြောက်အစိမ်းကိုဖောက်ထည့်လိုက်တယ်ဆိုရင်လည်းကြက်ပါတယ်။ပြီးသွားပြီဆိုမှဆော့စီကိုကိုယ်စိတ်ကြိုက်ပမာဏထည့်ပြီးတော့တုပ်ပါမယ်။ နဲ့တော့ရှိတယ်ဆိုရင်လည်းထည့်ပါမရှိဘူးဆိုရင်လည်းမထည့်လို့ရပါတယ်ဒါဆိုရင်တော့အသီးရွက်ဒီအစုံလေးနဲ့မွေးကြိုင်နေတဲ့ကိုရီးယားသမီးတို့လေးကယာပြီပဲဖြစ်ပါတယ်တိချလီနှံ့သွားလို့အားရပန်နေလိုက်ပြီးရင်တော့အဝါဆွဲလို့ယာပြီဖြစ်ပါတယ်ကျွန်တော်ကတော့ပထမစနေနေချင်းမှာ source ကိုနည်းနည်းပဲထည့်ပါတယ်နေနီးနေမှာကိုလိုတလောက်ထပ်ပြီးတော့ထည့်ပါတယ်နေပြီးသွားတဲ့အခါမှာအရသာမီးကြီးလို့ကဲလို့ပေါ့တယ်ဆိုရင်တော့စားထက်ထဲလို့ရပါတယ်ဒီဘီဘင်ဘက်လို့ခေါ်တဲ့ကိုရီးယားသမီးတို့လေးကကြောက်အိုးပူထဲမှာပဲနေတာဖြစ်တဲ့အတွက် ထမင်းတုပ်ရလာတဲ့အခါမှာလည်းပူပူနွေးနွေးလေးဖြစ်နေပြီးတော့စားလို့အရင်ကောင်းပါတယ်။ကဲဒါဆိုရင်တော့အခြားသာရှိတဲ့ကိုရီးယားထမင်းတုပ်လေးကိုရယူပေးဖြစ်ပါတယ်။အခုပထမနီးနဲ့ပြင်ဆင်ပုံပြင်ဆင်နီးပြောပြပြီဆိုတော့ဒုတိယနီးကိုဆက်ပြီးတော့ပြောပြပါမယ်။ဒုတိယနီးကပို့ပြီးတော့လွယ်ပါတယ်။ပထမဆုံးကြောက်အိုးတဲ့ကိုထမင်းကိုစားကျင်သလောက်ပမာဏကတ်ပြီးတော့ထည့်လိုက်ပါမယ်။ပြီးသွားရင်ဗန်းထဲကအစာပလာတွေထည့်ပါမယ်။ ကုန်ထည့်ပြီးသွားပြီဆိုတော့မှအပေါ်ကနေစီမွေးလေးအနည်းငယ်ဆန်းလိုက်ပါမယ်။ပြီးသွားရင်ကြော်ထားတဲ့ကြက်ဥကိုတင်လိုက်ပါမယ်။ sauce ရေးဆန်းပါမယ်။ပိုင်းပစ္စည်းတွေအကုန်ထည့်ပြီးသွားပြီဆိုတော့မှမြို့ပေါ်ကိုတင်ပြီးတော့အပူပေးလိုက်ပါမယ်။အပူပေးထားရင်ခဏကြာလို့ထမင်းပေါက်တဲ့အတန်းလေးစားကြပြီဆိုရင်တော့မြို့ပေါ်ကချလို့ရပါပြီ။ ဒါဆိုရင်တော့ပူပူနွေးနွေးရှိတုံးလေးအားရပါနေပြီးတော့ကိုရီးယားထမင်းတုပ်ကိုတုံးဆောင်လို့ရပါပြီခင်ဗျာဒီနေ့လုတ်ပြသွားတဲ့ကိုရီးယားထမင်းတုပ်ရဲ့ပါဝင်ပစ္စည်းတွေကအလွယ်တကူဈေးထဲမှာဝယ်လို့ရတဲ့ပစ္စည်းတွေဖြစ်တာမို့လို့အိမ်မှာလွယ်လွယ်ကူကူလိုက်ပြီးတော့လုံစားနိုင်မယ်လို့ယူဆပါတယ်ခင်ဗျာကိုရီးယားကားလေးကြည့်ပြီးတော့ကိုရီးယားထမင်းတုပ်လေးကိုရသရှိရှိတုံးဆောင်ရင်လည်းဒီနေ့ဗီဒီယိုလေးကိုသဘောကျမယ်လို့ယူဆပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်အခုလိုမျိုးအရသာရှိတဲ့ဟင်းချက်နီမုတ်လုံးနီတွေကို အပတ်စဉ်တနင်္လာဗုဒ္ဓဟူးနဲ့စနေနေ့ညနေ9:00နာရီတိုင်းမှာတင်ဆက်ပေးတော့မှာမို့လို့ channel လေးကို subscribe လုပ်ပြီးတော့ခေါင်းလောက်လေးကိုနှိပ်ထားပေးပါအောင်နော်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော် bye bye